မင်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်ဗီနီဇလာတမရနီကိုလတ်မာဒူရိုယာရုစွန်ပြီးတော့တိုင်းပြည်ကချက်ချင်းထွက်ပြေးဖို့ထရန့်ယာဇဗန်ပေးခဲ့တယ်လို့မိုင်ယာမီဟာရဲသတင်းစာကဖော်ပြပါတယ်ဟောင်ကောင်မီးလောင်မှုအကြောင်းပြုပြီးတော့ဆန္ဒပြတာတွေတင်ချိန်မှုပြတ်အောင်လှုံ့ဆော်တာတွေမလုပ်ဖို့တရုတ်အစိုးရကပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်အဂရီလိုက်စားမှုတွေနဲ့တရားရင်ဆိုင်နေရတဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကသမရထံကနေ လူငိမ့်ချမ်းသာဝင်တောင်းခံလိုက်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗီနီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုရာထူးစုံပြီးတော့တိုင်းပြည်ကချက်ချင်းထွက်ပြေးဖို့ရာဇသံပေးခဲ့တယ်လို့မိုင်ယာမီဟာရဲသတင်းစာရဲ့ဖော်ပြချက်ကိုကိုးကားပြီးတော့ Fox News နဲ့တခြားသတင်းဌာနတွေကဖော်ပြကြပါတယ်။ဗီနီဇွဲလားလေပိုင်နက်ကိုပိတ်ထားတဲ့ကြောင်းမကြီးညာခင်မှာအခုလိုတိုက်တွန်းခဲ့တာလို့ဆိုပါတယ် တမထွန်းကတော့မာဒူရိုနဲ့ဖုံးပြောခဲ့တယ်ဆိုတာမှန်ကန်ကြောင်းနိုမလာ30နှစ်ကအတီးပြုတ်ခဲ့ပေမဲ့ဆွေးနွေးမှုအစိုးအကောင်ကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူးဖုံးပြောဆိုမှုအတွင်းမှာမာဒူရိုသာချက်ချင်းရာသူကဆင်းမယ်ဆိုရင်သူဇနီးနဲ့တားအပါဝင်မိသားစုလိုက်ဘေးကင်းလုံခြုံစွာထွက်ခွာဝင်ပြုမယ်လို့ကမ်းလှမ်းခဲ့ကြောင်းသတင်းရင်းမြစ်တွေကဆိုပါတယ်ဒါပေမဲ့မာဒူရိုဘက်ကသူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်လူငင်းချမ်းသာ권ပေးဖို့နဲ့ စစ်တပ်ကိုဆက်လက်ထိန်းချုပ်권ရဖို့တောင်းဆိုခဲ့တာတွေကိုအမေရိကန်ဘက်ကပယ်ချခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ဒီဆွေးနွေးပွဲပြပြသွားပြီးနိုင်ပိုင်းကြာမှာပဲထရန့်ကဗီနီဇွဲလာလေပိုင်နဲ့ကိုအလုံးစုံပိတ်ပင်လိုက်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။လေပိုင်နဲ့ပိတ်လိုက်တာဟာဗီနီဇွဲလာစစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုဒုံးကျည်နဲ့တိုက်ခတ်ဖို့သတိပေးလိုက်တာဖြစ်ပြီးတော့မြေပြင်စစ်စင်ရေးတွေပါမကြာခင်စတင်လာနိုင်တယ်လို့ကာကွယ်ရေးကြွညင်သူတွေကတုံ့သက်ကြပါတယ်။လက်ရှိမှာအမေရိကန်ရဲ့အကြီးဆုံးလေနင်သမော USS Gerald Ford အပါအဝင်ရေတပ်အင်အားစုတွေဟာကာရေဘီယံပင်လယ်ပြင်မှာအသင့်ရှိနေပါတယ်။အမေရိကန်မိုင်းမဟုတ်တဲ့နိုင်ငံတကာလေကြောင်းလိုင်းတွေအနေနဲ့ဗီနီဇွဲလားနိုင်ငံစီဆက်လက်ပြန်တန်းခွင့်ရှိနေစေဖြစ်ပေမဲ့လုံခြုံရေးအခြေအနေစိုးရိမ်ရတဲ့အတွက်လေကြောင်းလိုင်းတော်များများကတော့ခီးစင်တွေရပ်ဆိုင်ထားတယ်လို့သိရပါတယ်ခင်ဗျာ။ ဟောင်ကောင်တမိုင်းမှာ85နှစ်တွင်းအစိုးဆုံးမီးလောင်မှုကြီးမှာပန်းစည်းချသူတွေထောင်ချီရှိခဲ့တဲ့အတွက်တရုတ်ပြည်မှာစန့်ကျင်ရေးအန်တီချိုင်းနာဆန္ဒပြမှုတွေမျိုးပြတည်ငြိမ်မှုပြက်ပြားအောင်လှုံ့ဆော်မှုတွေမလုပ်ဖို့တရုတ်အစိုးရကပြင်းပြင်းထန်ထန်တရီပေးလိုက်ပါတယ်။နိုဝင်ဘာလ30ရက်နေ့မှာမီးလောင်သွားတဲ့အိမ်ယာဝင်းနီးတူးမြောင်းတစ်ခုရဲ့ကမ်းပါတစ်လျှောက်မှာကွယ်လွန်သူတွေအတွက်ပန်းစည်းချဖို့တန်းစီဆောင်ဆိုင်နေတဲ့လူဒဏ်ဟာ1ကီလိုမီတာကျော်ရှည်လျားခဲ့ပါတယ်။အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးအဖွဲ့ဖွဲ့စည်းပေးဖို့တောင်းဆိုတဲ့ online လက်မှတ်ထိုးလှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့ပြီးမှလှုပ်ရှားမှုဥဆောင်သူအချို့ကိုရဲတပ်ဖွဲ့ကထိန်းသိမ်းလိုက်ပါတယ်။2019ဟောင်ကောင်လူမှုဆန္ဒပြပွဲကြီးလိုမျိုးတကြောပြန်ဖြစ်ပွားမှာကိုပြည်မာကြီးကွန်မြူနီအစိုးရကပူပန်နေပါတယ်။ဒီဘေးအန္တရာယ်ကိုခွင့်ကောင်းယူပြီးတော့ဟောင်ကောင်တည်ငြိမ်မှု ပြတ်ပြားအောင်ကြိုးပမ်းမဲ့တရုတ်စံကျင်ရေးအဖြတ်ပေါက်သမားတွေပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ဘလို့နီလန်းမျိုးပဲ၃၃တေချာပေါက်တာဝန်ခံရမှာဖြစ်ပြီးတော့ပြင်းပြင်းထန်ထန်အရေးယူပြစ်ပေးသွားမယ်လို့ တရုတ်အာဏာပိုင်ရဲ့ညင်ညာချက်မှာပါရှိပါတယ်။မိလောင်မှုမဖြစ်ခင်စတေမာလကလေးကမိဘအနေနဲ့စိုးရင်ရတယ်လို့ဒေသခံတွေကတိုင်ကြားခဲ့ပေမဲ့အာဏာပိုင်တွေကအနေနဲ့နဲပါတယ်လို့တုံ့ပြန်ခဲ့သလိုမိလောင်ချိန်မှာလည်းအချက်ပေးစနစ်တွေကောင်းကောင်းအလုံးမလုပ်ခဲ့ပါဘူး။နိုမာလ30အနေအထိအလောင်း146လောင်းရှာဖွေတွှေ့ရှိထားပြီးတော့နောက်ထပ်လူ40ကျော်ပျောက်ဆုံးနေစေဖြစ်တယ်လို့ရဲတပ်ဖွဲ့ကအတည်ပြုထားပါတယ်။မိလောင်ကျွမ်းခဲ့တဲ့ဝမ်ဖူကုတ်အထက်မြင့်အင်ယာဝင်းပြုတ်ပြင်မုံမဲ့ရေးလုပ်ငန်းဝင်မှာ အဂတိလိုက်စားမှုတွေနဲ့မလုံခြုံတဲ့ဆောက်လုပ်ရေးပစ္စည်းတွေတုံးဆွဲခဲ့တယ်ဆိုတဲ့တန်တရားနဲ့လူ၁၂ကိုရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေပါတယ်ခင်ဗျာအဂတိလိုက်စားမှုတွေနဲ့တရားရင်ဆိုင်နေရတဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတရာဟုကတမရအိုက်ဆက်ဟာဇော့ခ်ထံကနေလူငင်းချမ်းသာဝင်တောင်းခံလိုက်ပါတယ် တမနာယုံကတော့ဒီတောင်းခံမှုပေါ်ဆုံးဖြတ်ချက်မချခင်တရားရေးဆိုင်ရာအရာရှိတွေရဲ့သဘောထားမှတ်ချက်ရယူသွားမယ်လို့ပြောပါတယ်။နေတန်ဟောက်ဟာပြီးခဲ့တဲ့9နှစ်တွင်းအမှုသုံးမှုနဲ့ပတ်သက်ပြီးတော့လက်ယူမှုလိန်လယ်မှုနဲ့ယုံကြည်မှုအလွဲသုံးစားလုပ်မှုဆွဲချက်တွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။နိုင်ငံရဲ့အကျိုးစီးပွားနဲ့အမျိုးသားပြန်လည်သိမ့်မြည်ရေးအတွက်ဒီအမှုတွေကိုရပ်ဆိုင်းဖို့လိုအပ်တယ်လို့နေတန်ဟောက်ကဗီဒီယိုမက်ဆေ့ချ်ထုတ်ပြန်ထားပါတယ်။အတိုက်ခံခေါင်းဆောင်တွေကတော့နေတန်ဟောက်အနေနဲ့လူငင်းချမ်းသာဝင်လိုချင်တဲ့ဆိုရင်အပြစ်ရှိကြောင်းဝန်ခံပြီးတော့နိုင်ငံရေးလောကကနေ

မလေးရှားနဲ့ထိုင်းနိုင်ငံတို့မှာမိုးသီးသန့်စွာရောက်သွန်းမှုကြောင့်တေဆုံးသူ6%ကျော်ရှိလာပြီးတော့လူ၄သန်းကျော်ဘေးဒုက္ခကြုံတွေ့နေရပါတယ်။မလက်ကရေလက်ကြားမှာဖြစ်ပေါ်ခဲ့တဲ့ရှားပါအပူပိုင်းမုန်တိုင်းကြောင့်တပတ်ကြာလေပြင်းတိုက်ခတ်ပြီးတော့မိုးကြီးခဲ့တာဖြစ်ပါတယ်။အင်ဒိုနီးရှားမှာ435ဦးနဲ့တေဆုံးမှုအများဆုံးဖြစ်ပြီးတော့ထိုင်းမှာ190မလေးရှားမှာတော့3ဦးတေဆုံးတယ်လို့တာဝန်ရှိသူရဲ့ဒဝင်မာလာ30ရက်နေ့အထိနောက်ဆုံးထုတ်ပြန်ချက်တွေရသိရပါတယ်။အင်ဒိုနီးရှားနိုင်ငံဆူမတရာကျွန်းမှာမြေပြုံမှုတွေကြောင့်လမ်းမဆက်သွယ်ရေးပြတ်တောက်နေပြီးတော့ ကယ်ဆယ်ရေးအဖွဲ့တွေကရဟရင်တွေနဲ့အကူအညီတွေပေးပို့နေရပါတယ်။အင်ဒိုနီးရှားမှာလူ400ကျော်ပျောက်ဆုံးနေဆဲဖြစ်သလိုလူပေါင်း2000ကျော်အိုးအိမ်ဆုံးခွာထွက်ပြေးနေရပါတယ်။အနောက်ဆူမတ်တရာဒေသတချို့နေရာတွေမှာတော့အကူအညီရဖို့လက်လန်းမမီဖြစ်နေတာကြောင့်လူရမှုတွေရှိနေတယ်လို့လည်းဆိုပါတယ်။ထိုင်းတောင်ပိုင်းဟက်ဒီယိုင်မြို့မှာလည်းတရက်အတွင်းမိုးရေချိန်335မီလီမီတာအထိရွာသွန်းခဲ့ပြီးတော့ဒါဟာနှစ်300အတွင်းစိုင်းငိမ်တင်ပမာဏဖြစ်ပါတယ်။မလေးရှားနိုင်ငံမှာတော့မုန်တိုင်းသတိပေးချက်တွေကိုရုပ်သိမ်းလိုက်ပြီးဖြစ်ပေမဲ့ လူ18,900ကျော်ကယ်ဆယ်ရေးစခန်းတွေမှာကိုလုံနေရဆဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာပိတ်မိနေတဲ့မလေးရှားနိုင်ငံသား6,200ကျော်ကိုလည်းပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။သီးလင်ကနိုင်ငံမှာလည်းဒီတော်ဆိုင်ကလုံးမုံတိုင်းအလုံးရေကြီးမြေပြိုမှုတွေကြောင့်တေဆုံးသူ330ကျော်ရှိလာပြီးတော့အရေးပေါ်ချိန်ပြီးကြီးညာထားပါတယ်။သီးလင်ကမှာလူ100ကျော်ပျောက်ဆုံးနေပြီးတော့နေ2000လောက်ပျက်စီးသွားတာကြောင့်လူ3000ကျော်ဟာယာယီခေါ်လုံရေးစခန်းတွေမှာနေထိုင်နေရပါတယ်။ဒီလင်္ကာနိုင်ငံရဲ့သုံးပုံတုံလောက်မှာလျှက်စစ်မီနဲ့ရေပေးဝင်မှုတွေပြတ်တောက်နေတယ်လို့တာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ La Santa Sede ကြာတာ diversi anni Israel Palestine ပြည်ပခချုပ်ငြင်းရေးအတွက်တခုသေးသောအဖြစ်ဟာ Palestine နိုင်ငံပေါ်ပေါ်ရေးတာဖြစ်တယ်လို့ပူရန်မကြီးလီယိုကမိန်ကြားလိုက်ပါတယ် sappiamo tutti che in questo momento ancora Israele non accetta quella soluzione ဒီချိန်မှာ Israel ကဒီဖြစ်ရှင်းနည်းကိုလက်မခံဘူးလို့အလုံးသိထားပြီးသားပါဒါပေမဲ့အဲ့ဒါကပဲတခုသေးသောဖြစ်ရှင်းနည်းလို့ကိုရောတို့ရှုမြင်ပါတယ်လို့ယဟန်မင်းကနိုမာလာ30နှစ်ကမှတ်ချက်ပေးခဲ့ပါတယ် စ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကတော့အမေရိကန်ကထောက်ခံရင်တောင်ပါလက်စတိုင်းလွတ်လပ်ရေးကိုစန့်ကျင်မယ်လို့ထပ်ပြောထားပါတယ်။ပထမဆုံးအမေရိကန်နိုင်ငံသားပုံရဟန်းမင်းဖြစ်တဲ့ပုံရဟန်းမင်းလီယိုကတူရကီကနေလက်ဗနွန်ကို အသွားလေးရင်ပေါ်မှာသတင်းတောက်တွေကိုအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ကိုရိုတို့ကအစ္စရေးနဲ့လည်းမိတ်ဆွေတွေပါနှစ်ဖက်ကြားမှာဝင်ညှိနှိုင်းပေးတဲ့အတန်တစ်ခုဖြစ်လာဖို့ကြိုးပမ်းနေပါတယ်လို့ရဟန်းမင်းကအီတလီစကားနဲ့မိန်ကြားခဲ့ပါတယ်။ပုံရဟန်းမင်းဟာတူရကီသမ္မတထာယစ်အာဒိုဂန်နဲ့အစ္စရေးပါလက်စတိုင်းပြည်ပကား ယူကရိန်းရုရှားပဋိပက္ခတွေဆွေးနွေးခဲ့ပြီးတော့တူရကီဟာဒီစစ်ပွဲနှစ်ခုစလုံးအဆုံးသတ်ရေးအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေတယ်လို့ဆိုပါတယ်။မွတ်စလင်အများစုနေထိုင်တဲ့တူရကီနိုင်ငံဟာဘာသာရေးအတူရှင်တွဲနေထိုင်မှုအတွက်စံပြဖြစ်တယ်လို့လည်းယဟန်မင်းကချီးကျူးခဲ့ပါတယ်။ကဘာကြီးမှာပုံမှန်မဟုတ်တဲ့သွေးထွက်တန်ယိုပဋိပက္ခတွေအထူးများပြားနေတာကြောင့်လူသားမျိုးနွယ်ရဲ့အနာဂတ်အတွက်စိုးရိမ်ရတယ်လို့ယဟန်မင်းကသတိပေးခဲ့တယ်လို့ဘာသာရေးအမိခံပြီးအကြမ်းဖက်တာတွေကိုလည်းရှုံချခဲ့ပါတယ်ခင်ဗျာ။ နိုမာလာ30ရက်နေ့ကကျင်းပခဲ့တဲ့ဟွန်ဒူရက်သမရရွေးကောက်ပွဲမှာသူသဘောကျတဲ့သူအနိုင်မရဘူးဆိုရင်ဟွန်ဒူရက်စပေါ်အမေရိကန်ရဲ့ဘန်ဒါကြီးအကူအညီတွေဖျက်တောက်မယ်လို့သမရဒွန်နဲ့ထွန့်ကချင်းချောက်လိုက်ပါတယ်လက်ရရဲ့ National Party က Nasri Tito Asfurada အနိုင်ရရင်အမေရိကန်ကကောင်းကောင်းထောက်ပံ့သွားမယ်လို့လဲ Trump ကကြေပေးထားပါတယ် အကယ်၍အက်စ်ဝါသာအနိုင်မရခဲ့ဘူးဆိုရင်အမေရိကန်ကမကောင်းတာကိုကောင်းတဲ့ပတ်စံတွေပြစ်ထည့်ပေးတော့မှာမဟုတ်ပဲခေါင်းဆောင်မှရင်စိုးရွားတဲ့ရလက်တွေပဲထွက်လာနိုင်တယ်လို့လဲထရန့်ကသူပိုင်တဲ့ True Social လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်ပြီးခဲ့တဲ့ဗန်နာနှစ်မှာအမေရိကန်ဟာဟွန်ဒူရက်စ်ကိုဒေါ်လာ163တန်းထောက်ပံ့ပေးခဲ့ပြီးတော့ဒီနှစ်မှာအကူအညီတွေလျှော့ထားတာတောင်းဒေါ်လာ102တန်းပံ့ပိုးပေးထားပါတယ်သူနဲ့အက်စ်ဝါဟာမူရစ်ကွန်မြူနတီကိုတိုက်ခိုက်ဖို့ အတူလက်တွဲလောက်တော့မှဖြစ်တယ်လို့လဲထရန့်ကဆိုပါတယ်ဒီရွေးကောက်ပွဲမှာလဝဲရင်းလီဘရီပါတီကကာဝေးဝန်ကြီးဟောင်းရီဇီမွန်ကာတာဘိုဝါဒီလီဘရယ်ပါတီကရုတ်တံတင်ဆက်သူဆယ်ဗီရိုနာဆာရဲလာနဲ့ထရန့်ထောက်ခံတဲ့အဆူရာတို့အဓိကအားပြိုင်နေကြတာဖြစ်ပါတယ်လက်ရှိသမ္မတရှီအိုမာရာကက်ရိုကတော့မွန်ကာတာကိုထောက်ခံထားပြီးတော့မွန်ကာတာကတော့ထရန့်ရဲ့လုပ်ရက်ကိုဝင်ရောက်ဆွတ်ဖက်မှုဖြစ်ပြစ်တင်ဝေဖန်ထားပါတယ် ထရန်ကအက်စရူလာနိုင်ရဖို့လိုလားနေပေမဲ့နောက်ဆုံးကောက်ယူထားတဲ့စစ်တမ်းတွေရတော့နာဆာရဲလာကထောက်ခံမှုအများဆုံးရရှိထားတယ်လို့သိရပါတယ်ခင်ဗျာအာမင် ကိုနှစ်အကြာမှာနောက်ဆက်တွဲဖြစ်ထွက်ရှိလာတဲ့ Zootopia Animation ရုပ်ရှင်ဟာကမ္ဘာတဝန်လက်မှတ်ရောင်းဝယ်ငွေ American Dollar 956တန်းထိရရှိလာပြီးဖြစ်ပါတယ်။နိုဝင်ဘာလ26ရက်နေ့ကစပြီးရုံတင်ပြသခဲ့ရမှာ American ကျေးဇူးတော်နေအားလဲရဲ့တိုက်ဆိုင်နေရာကြောင့်ပေးသက်အားပေးမှုအများပြားရရှိခဲ့ပြီးတော့အားလဲရဲ့ယာတီကိုအပွင့်လာစေခဲ့ပါတယ်။ရုံတင်ဝင်ငွေစုစုပေါင်းရဲ့ထောက်ဝယ်နီးပါးကိုကမ္ဘာဒုတိယအကြီးဆုံးရုပ်ရှင်ဈေးကွက် ဖြစ်တဲ့တရုတ်နိုင်ငံကနေရရှိခဲ့တာဖြစ်ပါတယ်။ဒါဟာတရုတ်ပြည်တွင်းဖြစ်စကားတွေကိုသာ အားပေးလေးရှိတဲ့အစင်လာကိုချွေပြလိုက်တာဖြစ်ပြီးတော့ဝင်ငွေဒေါ်လာ285တန်းကျော်နဲ့တရုတ်နိုင်ငံမှာဝင်ငွေအကောင်းဆုံးဟောလိဝုဒ်အန်နီမေးရှင်းဇာတ်ကားဖြစ်လာခဲ့ပါတယ်2016ခုနှစ်ကပထမဆုံးဇူတိုဘီယာရုပ်ရှင်ရဲ့စံချိန်ကိုယုံတင်ပြီးတော့6ရက်အတွင်းမှာပဲကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်မြောက်အမေရိကရုပ်ရှင်ဈေးကွက်မှာတော့ဒီနှစ်အတွင်းလက်မှတ်ရောင်းအငွေဒေါ်လာ9.8ဘီလီယံရှိခဲ့ပြီးတော့မနစ်ကတဲ့1.2ရာခိုင်နှုန်းတက်လာခဲ့ပါတယ်ဒါပေမဲ့2019ခုနှစ်ကိုဗစ်ကပ်ရောဂါမတိုင်ခင် ကာလနဲ့ရှင်တော့23ရာခိုင်နှုန်းယောနေနေသေးပြီးတော့လာမယ့် Christmas ကာလမှာတော့ Avatar 3ရုပ်ရှင် Fire and Ash လဲရုံတင်ဖို့ရှိနေပါတယ်ခင်ဗျာကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုင်းခင့်နေပါ